မတ်လ28ရက်နေ့ကစကိုင်းငလျင်ကြီးရဲ့ပြီးမှာရေနံတော်ပေါ်လာပြီဆိုတဲ့တဲ့င်ဟာလူတိများလာခဲ့ပါတယ်။နံတော်ကြီးပါတဲ့။အောက်ထဲမှာကြံသေးရဲ့။အောက်ထဲမှာကြံသေးပါသေးရဲ့။ဒါကြောင့်မို့ဒီအချောင်းနဲ့ပတ်သက်ပြီးတော့လေးလာရတဲ့လောက်ကို ပြန်လည်တင်ဆက်ပေးတော့ပါမယ်။မြမတမိုင်းမှာရေနံတော်ဟာတကယ်ရှိတဲ့အပြင်ပေါ်တော့တမိုင်းဝင်ပြီးတော့တန်ဖိုးရှိတဲ့နံတော်ကြီးတစ်ခုဖြစ်ပါတယ်။အုတ်ချုပ်သူဘီရင်မင်းကိုယ်တိုင်ဦးစီးပြီးတော့ခေါင်းစေးမင်္ဂလာပြုချင်း အသားရည်တပင်ဆင်နွှဲခြင်းနဲ့ရေခင်းတပင်ဆင်ရင်ခြင်းပရန်အတွက်အရေးပါတဲ့အဆောင်တော်လေးဖြစ်ပါတယ်။သမိုင်းမတန်များမှာရေနံတော်အကြောင်းကိုဖော်ပြရမှာစင်ကက်လေကာအိမ်ပါတဲ့တရကင်းအုပ်လေကာကြီးများအဆောင်များကိုကျွန်းတစ်ဖြစ်တိဆောက်ခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါပြင်ယတနာပူရစတုထမြို့တန်လျက်ဆုံးမြေမှာဆောက်လုပ်ခဲ့ပါတယ်။ဒီကုန်းပေါင်ခေဦ ြေတူးမင်းစကိုင်းမင်းတို့လက်ထက်မှာခေါင်းစေးမင်္ဂလာတင်းချံမင်္ဂလာရေတပင်ပွဲရေခင်းတော်လှေတပင်ပွဲတွေကျင်းပရာကိုမင်းမိဖုရားတွေရှူစားတဲ့နေရာပါ အင်းဝစီတော်ပုံမျိုးပြင်တင်းခုနေတတန်လျက်ဆုံမျက်စုံမှာရှိပြီးတော့ရှုခင်းရှုခွက်ကလည်းဒုဋ္ဌဝတီတို့စကိုင်းတောင်တို့နဲ့အလွန်ကောင်းတဲ့အပြင်လေရလည်းတဖြူးဖြူးနဲ့ဆိုတော့အလွန်တာယာတဲ့နေရာလေးဖြစ်ပါတယ်။ဒါကြောင့်လည်းမြေတူမင်းဟာရန်ကုန်ကရွှေတကုံထီတော်တင်ပြီးတော့မြစ်ချောင်းတိုင်းပြန်လာတော့နန်းတော်တွင်မဝင်ပဲနဲ့မြို့ပြည်ရေနန်းတော်မှာဒီအကြာကြီးဆံမြန်းတဲ့နေရာလို့လည်းဆိုကြပါတယ်။တာယာဝတီမင်းနန်းတက်တဲ့ခါကျတော့အမရပူရာကိုအချိုင်းအချောင်းမခိုင်လုံပဲ ပြန်ပြောင်းသွားတဲ့အခါမှာတော့မြို့ကဒီရင်နန်းတော်ဟာဒီပိုင်ရှင်မရှိပဲနဲ့ပေါ့နော်ဆုံးပြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဒီလက်ရှိတူးဖို့နေတဲ့နေရာပေါ့နော်တကယ်ရင်နန်းတော်လားဆိုရင်တော့ရှေးအောင်သူတည်တနာကနေပြီးတော့ပြောကြားချက်အရာဆိုရင် provide မတန်အရာဆိုရင်ပြေကင်းလေက၅ဇင်းနဲ့အဲဒီတော့ခဲ့တဲ့ရှေးအောင်အဆောင်တစ်ခုပေါ့ မတန်းရပြောရတော့ရေနန်းဆောင်လို့လဲခေါ်တယ်ယာရီနန်းဆောင်လဲခေါ်သက်ပြည့်အမျိုးမျိုးတော့ပြောကြတာမတန်းရဆိုရင်တော့1800ဆိုထားပါနှစ်ပေါင်း200ဝန်းကျင်လောက်တော့အလောက်ပဲနောက်ပိုင်းပြန်လဲပြီးတော့ပြုပြင်လာတော့ဘာလို့လဲဆိုရင်တော့အလောက်ပဲရှိသေးတဲ့သဘောပေါ့နော်ဒါပေမဲ့သူကသူ့ရဲ့အတုံးအဆောင်အနေနဲ့ယာယီအဲ့တော့ရေသပင်လို့ခေါင်းစည်းတယ်လို့စသဖြင့်ဒီသူမိုက်မတန်းမှာသူတို့အဲ့လိုယူဆပြောဆိုနေတာတော့ရှိပါလိမ့်ဒီရေနန်းတော်ထက်ရေနန်းဆောင်ဟုဒါတုံးတုံးတဲ့ ကြောင်းကိုရှေးအောင်သူဒေသနာကနေပြီးတော့ကနအူးလီလာတွေ့ရှိချက်အရာသုံးသပ်ထားတာကိုတွေ့ရှိရပါတယ်။ဒီရေနန်းဆောင်အဆောက်အဦဟာခုမှပေါ်လာတာလားဆိုရင်တော့မဟုတ်ပါဘူး။2009ခုနှစ်လောက်တည်းကဒေတာခန်နေအုပ်ဖို့ရာကနေပြီးတော့တောင်ဘက်စင်ကက်လေကိုင်းပါတဲ့တရကင်အုပ်လေကာကိုတွေ့ရှိပြီးသားပါ။အခုငလင်ကြောင့်အကွဲကြောင့်အတွင်းမှာပေါ်လာတာကအရှိတ်ဘက်လေကာပါ။မြောက်ဘက်မှာလည်းတစင်းရှိပြီးတော့အနောက်ဘက်မှာလည်းနှစ်စင်းကျန်နေပါသေးတယ်။ အခုရေနန်းဆောင်ဆိုတာက အလွယ်ပြောရရင်တော့ရှေးဟောင်းဘုံကြီးချောင်းတွေလိုမျိုးအုတ်လေကားကြီးတွေနဲ့ရှေးနောက်ဝဲရကတ်ထားပြီးတော့အလယ်မှာတိုင်လုံးကြီးတွေနဲ့တိဆောက်ထားတဲ့တစ်သားအဆောက်အဦပါမြန်မာမင်းတွေအမြဲဆံမြန်းတဲ့နန်းတော်နဲ့မှားမှာဆိုလို့ဒါရေနန်းပိတ်မှန်ရေနန်းဆောင်လို့ဒီအမည်ပေးထားရလို့လဲဆိုကြပါတယ်ဒီဧပြီလ6ရက်နေ့မှာစတင်ပြီးတော့ရှေးအောင်သူတည်တနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကနေပြီးတော့စမ်းတက်တူဖို့ခဲ့ပါတယ် ဒီအရှိဘတ်တရကင်းလေကာရဲ့တရကင်းပုံဒါမြောက်ဘက်လက်တန်နဲ့ဒီစင်ကတ်အုတ်ခုံတို့ကို တူးဖို့တွေ့ရှိခဲ့ပြီးတော့ပနတ်အုတ်ခုံအလျား10ပေ6လက်မှအနက်3ပေ8လက်မှဥက္ခန်တောင်ချိုး2ပေ6လက်မှအုတ်ခုံမှာလေကာအထွတ်ခိုနန်းချိုး18လက်မှလက်ယုံတောင်ချိုး8လက်မှခိုနန်းချိုးမှာတရကင်းအစုံ17ပေလေးလက်မတို့ကို တူးဖို့တွေ့ရှိထားပြီးတော့ဆက်လက်တူးဖို့သူတည်တနာပြုလုပ်လျက်ရှိပါတယ်။ ကဲဒီလောက်ဆိုရင်တော့ဒါရေနန်းဆောင်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီတင်တလောက်ကိုသိရှိသွားမယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုအတွက်ကတော့ဒီလောက်ပါပဲဆက်လက်ပြီးတော့မြန်မာနိုင်ငံနဲ့ဆက်နွယ်တဲ့ထူးခြားစံပြတဲ့အကြောင်းအရာတွေကိုသိရှိဖို့အတွက်ဒီ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးများတင်ပါတယ်